နိုင်စနမရဲ့ percentage alike လိမ့်ရမယ့်အချိန်အရေးအတွက်ရဲ့သူ့ရဲ့ percentage alike အားနည်းတင်လေးကိုပြောပြပေးချင်ပါတယ်။လပ်ပါဆိုင်ဆရာဝန်ဒေါက်တာ IV ပါ။နိုင်စနမကိုလေ၃ပိုင်းခွဲလို့ရတယ်။သူက2 to 5%ရေပြီးတော့ above 5ပေါ့နော်6 to 10%ရေပြီးတော့ more than 10%ပေါ့နော်အဲ့လို၃ပိုင်းခွဲလိုက်မယ်။ဒီ2 to 5%ကြတော့နေတိုင်းသုံးလို့ရတယ်။တချို့အရေးပြအခန်းနိုင်နေဆိုမနက်ကောညအောင်တောင်းလို့ရတယ်။ ပြီးတော့လေ9 cinemite ကတချို့မှာ charizer တွေထဲမှာ1.5 to 2%ကပါတတ်တယ်9 cinemite မပါတဲ့ serum နဲ့ skin care တို့ဆိုတာတော်တော်ရှားတယ်သူက barrier repair soothing ဘာအတွက်အဓိကကောင်းမွန်တာမို့လို့1.5 to 2%ထည့်ထားကြတာများတယ်။ Nine Cinemite 6 to 10%ကလေကို့အေပြားခံနိုင်လို့နေတိုင်းလိမ့်မယ်ဆိုရင်တော့တနေ့ကိုတစ်ချိန်ပဲလိမ့်တင်တယ်။ကဲရအေပြားအသားအရမ်း6မှာဆိုရင်လည်းဆိုရင်တရားချသုံးပြီးလို့ရတယ်။ဒါပေမဲ့ Nine Cinemite 11 to 20%ကြတော့ တပတ်မှာနှစ်ရက်သို့မဟုတ်သုံးရက်ကိုရချပြီးပဲသုံးစီကြပါတယ်မဟုတ်ရင်အသားရမ်း၆သွားလိမ့်မယ်အရေပြားမခံနိုင်ဖြစ်သွားလိမ့်မယ်နိုင်စနမိုက်ကလေပုံမှန် low concentration 2 to 3%လောက်ဆိုရင် barrier တွေပဲပအောင်သွားရတယ်။ sensitive skin တွေမှာဆိုရင်ညီမျက်နှာကို short ချပေးတယ်။ဒါပေမဲ့ဒီ2 to 3%ထက် percentage ဖြည်းဖြည်းများလာတာနဲ့အမျှဒီနိုင်စင်နမိုက်ရဲ့အာနိသင်ကအစီအိုထိန်းနေချွေးပေါက်ကျင်းစီတယ်ပြီးတော့အသားဖြူစီတယ်ဆိုတော့ အာနိသင်မျိုးရလာတယ်ပေါ့နော်ပြီးတော့ niacin amide percentage များလေလေအသားအပူ6စီနိုင်တယ်ပေါ့နော်တချို့ skin တွေမှာဆိုရင်ဒီ20%လောက်ကိုတခါတည်းအေးပြားပေါ့တန်းတင်မီလိမ့်လာလို့ရှိရင်ဆက်ဖြင်းဖြင်းဖြစ်တာမျိုးထိဖြစ်နိုင်ပါတယ်ဒါကြောင့် niacin amide စသုံးမယ်ဆိုရင်တော့ကိုက percentage နဲ့တာကိုအင်းစသုံးတဲ့ဒီဖြည်းဖြည်းနဲ့မှာကိုယ့်ရဲ့အေးပြား niacin amide ရဲ့ percentage တိုးတာကိုခံနိုင်နေဆိုရင်ဒီဖြည်းဖြည်းတိုးပြီးတော့ niacin amide percentage များတဲ့ serum တွေကိုသုံးပေးလို့ရပါတယ်